လင်းကကျော်စွာဆရာကြီးရွှေပြည်ရဲ့တခြင်းမှာဒေါ်မြင့်မြခင်သိဆိုထားပါဗျ။တခြင်းနာမည်ကပျောဝါပါ။နာမည်ကြီးတခြင်းတစ်ပုဒ်ပါ။ကြားဝူးသူတော်တော်များမယ်ထင်ပါတယ်။တခြင်းကနားထောင်လို့သိကောင်းပါတယ်။နားထောင်လို့ကောင်းတော့လို့အတိပယ်ကလည်းနည်းနည်းခက်ပါတယ်။ခက်ဆိုဘယ်ကစခက်တယ်လဲလို့မေးရင်တခြင်းနာမည်ကကိုစပြီးတော့ခက်ပါတယ်ဗျာ။အားရလို့ပြောချင်လဲပြောပါတော့။ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပျောဝါဆိုတာကိုပဲဘာမှန်းကိုမသိပါဘူး။အဆက်ဆက်ကလေးရအောင်လို့စဉ်းစားလို့ရအောင်လို့ကျွန်တော်တို့ပြန်ပြီးတော့နည်းနည်းနားထောင်ကြည့်ကြရအောင်ပါ။ ိုက်ပြန်ပြောဝါသလေးတော့စပါကိုလက်မှာပိုက်ပါလို့ဒုကကြိုက်ပြန်ရင်ကျုပ်တို့ကတော့လိုက်ပြန်ရင်တဲ့ပြောဝါဆိုတာကိုတော့ဘာမှန်းမသိသေးပါဘူးထားပါတော့စပါကိုလက်မှာပိုက်ပြီးတော့ဒုကကြိုက်ပါတဲ့ကျုပ်တို့ကလိုက်ပါတဲ့နည်းနည်းတော့ခက်ပါတယ်စပါဆိုတာကလည်းဗမာစကား မဟုတ်ပြန်ပါဘူးဒီတော့ကျွန်တော်တို့အဓိကဖြည့်ရှင်းစရာပြဿနာကနှစ်ခုရှိလာပါတယ်တစ်ခုကပြောပါပါနောက်တစ်ခုကတော့စာပါပါဒီနှစ်ခုကိုဖြည့်ရှင်းနိုင်မှဒီတစ်ချင်းစာပိုက်ရဲ့အတိတ်တွေကခရီးရေးပဲရှိအောင်မယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်ဒီတော့စာပါကိုကျွန်တော်တို့အရင်လိုက်ကြည့်ရအောင်ပါစာပါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြားဘူးတဲ့နေရာလေးတနေရာရှိပါသေးတယ်အဲ့ဒါကတော့လှဲတန်းဥလူကလေးရေးတဲ့ရက်ကြီးသူတစ်ချင်နဲ့မှာပါအစောရဥဝင်းဥဆိုထားတာကလေးကိုနည်းနည်းနားထောင်ကြည့်ကြပါဦးစုခင်ဗျာ ရကြည်သူများအမှုပုံမရကြည်သူများအမှုပုံမနေညောညာညာဆင်းမြဆာပါနေညောလေးလေးညာညာမလို့ရဆင်းမြဆာပါရကြည်သူများဟမ်းမှုပုံမနေညောညာချမ်းဆင်းမြဆာပါဒီမှာတော့နည်းနည်းလေးရုပ်လုံးပေါ်လာပါပြီရကြည်သူတွေက ဟန်နေအမှုရာတွေပူကျင်တော့နေညွညွညနေကျမ်းမှာစပါရီစင်မြန်းလာတယ်လို့ဆိုတဲ့ကိုဒီတော့စပါဆိုတာအမျိုးသမီးတွေအလှဆင်လို့ရတဲ့ဟာဆိုတာကိုတော့ကျွန်တော်တို့နည်းနည်းမြင်လာရပါပြီကဲကျွန်တော်တို့အဖြေပေးမယ်ဆရာကြီးဦးထွန်းတက်စီကိုမတော်ခင်မှာဒီပျောဝါဒလေးတော့စပါကိုလက်မှာပိုက်ပါလို့ဒုကကြိုက်ပြန်ရင်းဆိုတဲ့သချင်းစာသားကိုဆရာကြီးရွှေပြည်ဘဲကယူထားတယ်လဲဆိုတာကိုနည်းနည်းလိုက်ရှာကြည့်ကြအောင်ပါ ဒါဆိုလို့ရှိရင်တော့တိုင်းလွန်စာနည်းနည်းထပ်ပြီးတော့ရမယ်လို့ထင်ပါတယ်။အဖြစ်မပေးခင်မှာဒါတွေကိုလိုက်ပြီးတော့နားထောင်ခိုင်းတာကဒီအိဒိဘယ်ကိုကျွန်တော်ရှာဖွေတူးဆွခဲ့တဲ့လမ်းကြောင်းအတိုင်းတော်ရရှင်တို့ကိုလည်းအတူခေါ်သွားခြင်းလို့ပါ။မန္တလေးမှာပြုလုပ်တဲ့လေပါရီမမရရင်အနှစ်၁၀၀ပြည့်အထိမ့်မတ်အငိမ့်ပွဲမှာဝါရင့်လူရှင်တော်ကြီးတွေအဖြစ်ဥဘောဆန်တို့ဦးသိန်းစုတို့ပါဝင်ခဲ့ပါတယ်။အငိမ့်အစမှာဦးသိန်းစုဆိုတဲ့ခွန်းတော်ကလေးတဲ့မှာတိုင်းလွန်စာကိုတွားပြီးတော့တွေ့ရပါတယ်။နားထောင်ကြည့်ပါဦး။ wa bóyá ẹ wá. mama. bó sábàlẹ̀ máa yà ọ̀gbà ló. yóò nà gbòòrò láìbi àyè tó àjẹ́ ibi àyè. àgbẹ̀. dúmọ̀ ẹ rà yẹ ibi àyè tó àjẹ́ ibi àyè. mama. kò tí ì sì yá. ဥပ္ပဇာဟိကိုတိပါဥပ္ပဇာလားခမရကိုသိသုပါပါဥသိသုဗျာခမရခုသိသုသွားတဲ့ခုနောက်လေးရပါတယ်ဗျာရှေတုန်းကမြမဘရင်သမုဏမှာအမှုထမ်းသွားတဲ့ဟုတ်ကဲ့ရုပ်သေးရာကြီးဥရွေသာဆိုသွားတဲ့ယင်းကြီးလေးရင်အော်ရှေးမီပေါ့ဗျာဟုတ်တယ်နော်ဟုတ်တယ်အခုကျွန်တော်တို့ကပြရတယ် လေးပါတီမမြရင်အမေကြီးပါမင်းကြီးပါနှစ်တရာပြည့်အလွမ်းပြည့်အငိတ်ဖွက်ပေါ့ခင်ဗျာမမကြောင်မန္တလေးအငိတ်အလွမ်းပြည့်လေးပါမမပြောရဲဟွာပို့စာပါလဲမှာရောက်ပါလို့ဒုနောက်ကိုတော့လိုက်ပြန်ရင်ဒုကကြိုက်ပြန်ရင်သူ့အမေကတော့ရိုက်ပြန်ရင်ဒုကကြိုက်ပြန်ရင်တဲ့ဒါကိုနားထောင်လိုက်တော့စောစောကချင်းထဲမှာကြားရတာထက်ပိုပြီးတော့ရှင်းလာပါတယ်ပို့စာပါလဲမှာရောက်ပါလို့တဲ့ ပိုးနဲ့အလုပ်ထားတဲ့စာပါကလဲမာရောက်နေတယ်ဆိုတော့ကျွန်တော်တို့တော်တော်လေးမှန်းလို့ရသွားပါပြီစာပါဟာပဝါကိုပြောနေတာပါရက်ကြီးသူတွေဟန်နေအမူအရာတွေပို့ပြီးညနေကျန်းမှဆင်မြန်းတဲ့စာပါဟာလည်းပဝါပါပဲပဝါဆင်ပြီးတော့ရက်ကြီးသူတွေစိုက်ထုတ်ဂိုက်ထုတ်နေတာကိုပြောတာပါအခုဦးသိန်းစုဆိုတာကိုနားထောင်ကြည့်ရင်အတိဘယ်ကလည်းနည်းနည်းပူပြီးတော့ရှင်းလာပါတယ်။ပိုးစာပါလဲမာရောက်ပြီးတနည်းအားဖြင့်ပိုးစာပါကိုလဲမာပတ်ပြီးတော့ဒုနောက်ကို လိုက်လာတယ်။ဒုကလည်းကြိုက်တယ်။သူ့အမေကလည်းရိုက်တယ်။ ဒီတော့ဆိုလိုတာကချစ်သူမိန်းကလေးကိုယောက်ျားကလေးကခိုးပြီးလို့ပို့ပေါ်ဝါလေးလဲမှာပတ်ပြီးတော့လိုက်လာတာပါအရက်စကားနဲ့ခက်ကြမ်းကြမ်းပြောရရင်တော့လစ်နောက်လိုက်တာကိုပြောတာပါဗျာကဲအခုတော့ဒီလောက်တည်းရရင်ကျွန်တော်တို့ပညာရှင်စီကိုဆက်ပြီးတော့သွားကြရအောင်ပါစာပါဆိုတဲ့အထိပယ်ကပါလဲဘယ်ကနေလာတယ်လဲဆိုတာကိုဆရာကြီးဦးထွန်းတင်ကိုမေ့ကြည့်ထားပါတယ်စာပါကတော့ခုနှစ်မှာပဲသူကလွယ်လွယ်ပါပဲစာပါကအဲဟိန္ဒီပေါ့ဟိန္ဒီစကားပဲဟိန္ဒီမှာလည်းစာပါပဲရေးတယ် ဆလီချစာပတော်ကြီးချပါပဲစင်ဒီမှာလည်းဆလီချစာပတော်ကြီးချပါစပါသူတို့အတန်ရက်နဲ့ဆိုတော့စာတော့မထွက်ဘူးပြောချထွက်မှာပေါ့ချပါပေါ့ဒါမဲ့ကျွန်တော်တို့ကတော့ဆလီနေရတော့ချပါလို့ပြောဘူးစာပါလို့ပဲထွက်တာပေါ့စာပါဆိုတာကဟိန္ဒီစကားနေယူတာပဝါပဲအတကယ်ရတော့ ိုးလေးနဲ့ထည့်ပြီးပိုးပေါ်ကလည်းတောင်းပြောလာပေါ့ဗျာဒီတော့စပါဦးတော့ကျွန်တော်တို့ရပြီပေါ့ပျောဝါကိုဆက်ပြီးတော့လဲမိထားပါသေးတယ်ပျောဝါကိုဆရာကြီးဥထွန်းတင်ကဘလို့ဖြေထားသလဲဆိုတာကိုနားထောင်ကြည့်ကြပါဦးဗျာပျောဝါဆိုတဲ့စကားလေးကဒါရှိတော့ဟောက်ပါတယ်သုံးလေးရှိတယ်ပျောဝါစာလေးရေးတော့ရကောက်နဲ့တွေ့သလားရပလက်နဲ့တွေ့သလားတော့ကျွန်တော်သေချာမသိဘူးအဲ့ဒီမှာတွေ့တာရပလက်လားရကောက်လားရောကိုတကယ်ဖြစ်ရမှာတော့ ဖယောဝါဆိုရရောက်နေတော့ရောရမှာပေါ့ဖယောဝါဆိုတာကဟိုပဝါကိုပဲပြောတာပါဒီကျွန်တော်တို့ခြုံတဲ့ပဝါကိုပဲပြောတာပါဠိလိုဖယောဝါပေါ့နိဖယောဝါဆိုတာတကယ်တော့ပါဠိမှာဖယောဝါမဟုတ်ဘူးပါဠိမှာတော့ဒီစလုံးကပါဝါရလို့ရှိတယ်ဗျပါဝါရဆိုတာကိုကျွန်တော်တို့ကဟိုဒီစပွန်နာဇီဇင်ပေါ့ဗျာရှင်းတော့အခေယာဖလေပြီးတော့ ပါဝါရကနေပြီးပရဝါလို့ဖြစ်သွားတယ်ပရဝါနေပြီးတော့ပရောဝါဖြစ်တာလည်းရှိတယ်ပေါ့နောက်ပဝါလို့ဖြစ်သွားတာလည်းရှိတယ်ပေါ့ပရောဝါပရောဝါဆိုရှင်းသချင်းတွေဘာတွေမှာသုံးတယ်ဒါကတော့ပရောဝါနဲ့စာပါအကြောင်းပေါ့လေဒီသချင်းတွေမှာကျွန်တော်တို့ဆက်ပြီးတော့စဉ်းစားစရာတွေဆက်ပြီးတော့အတိတ်ပဲမရှင်းလင်းတာတွေတော်တော်များများရှိပါသေးတယ်အဲ့ဒါတွေကိုလည်းဆက်ပြီးတော့တင်ပြပေးပါဦးမယ်ခင်ဗျာနောက်အပတ်တည်ကြမှာပေါ့နော်